အခုပြောတော့မှာက Brighton Better ရဲ့ animation တွေအကြောင်းဖြစ်ပါတယ်။အဲ့တော့ text တွေ background တွေပြီးလို့ရှိရင်ဓာတ်ပုံတွေပေါ့နော်အဲ့ဒီ video video တွေထည့်မယ်ပြီးလို့ရှိရင်တို့ကို scrolling animation, address animation အဲ့ဒီဟာတွေထည့်တဲ့အကြောင်းပြောပြပေးတော့မှာဖြစ်ပါတယ်။အဲ့ဆိုရင်ရေစုံ session တစ်ခုထည့်လိုက်မယ်။ဒီ session ထဲမှာဟာတွေထည့်မယ်။ပြန် test တစ်ခုထည့်နိုင်မယ်။ Okay ဒီကောင်တွေကိုလေကောင်ထည့်နိုင်မယ်။ size ကို high ကိုတော့ပြုဖို့ထားနိုင်မယ်။ပြီးတော့သူ့ background ကို color ထည့်နိုင်မယ် ဆိုတော့ဒီဟာကိုအလဲကောင်ရွှေ့မယ်ဆိုရင် vertical align ထည့်လို့ရတယ်ပြီးတော့ဒီကောင်နှစ်ခုရဲ့ gap ဒီလိုမျိုးထည့်လို့ရတယ်โอเคဟေးပြီးရင် padding ထည့်မယ်ဆိုရင် view ဝတ်ထည့်လို့ရတယ်။ person နဲ့တွားခြင်းလည်းရတယ်။ Okay. ဆိုတော့ဒီဟာက heading နဲ့ text အာတခုထည့်ထားပါတော့ဒီကောင်တစ်ခုကို Okay, spacing နဲ့တစ်ချက်ပြန်ခြင်းလိုက်ပါ Okay. အာဒီကောင်တစ်ခုကိုအာစပြီးတော့ဝင်လာတဲ့အချိန်မှာပေါ့နော် entrance animation ထည့်မယ်ဆိုလို့ရှိရင် ချက်ကလင်မဲ့ပြီးရင်ဒီကောင်ရဲ့ setting ကိုသွားပြီးတော့ animation မှာဒီ entrance animation ဆိုပြီးရွေးလို့ရတယ် animation အမျိုးအစားကတော့ဒီမှာ fade ရှိမယ် slide တွေရှိမယ် flip ပြီးရင် zoom in zoom out ပေါ့နော်ဆိုတော့ဒီမှာ fade ကိုရွေးမယ်ပြီးတော့သူ့ duration ကိုလည်းဒီ default တိုင်းထားမယ်ဆိုတော့သူကလည်းသူဖြစ်တယ်ပေါ့နော်အကယ်၍ကိုက duration ကို5 ms ဆက်ကန်ဆိုလည်းရတယ်ပြီးရင် delay ထည့်လို့ရတယ် delay အာထားပါတော့အမ်ရပါဘောနော်ထည့်လိုက်မယ်ပြီးရင် advanced day မှာသူကအဲ animation ကိုတစ်ခါပဲဘောနော်ဒီ scroll ဆွဲလိုက်တဲ့အချိန်မှာတစ်ခါပဲ only once ပဲပြန်ပြီးတော့ border အောင်စင်ကြရင်မပေါ်တော့ဟို animation မလုပ်တော့ဘူးဆိုရင်ဒီဟာကို only once ပဲထားခဲ့လိုက်ရတယ်ပြီးတော့ဒီမှာဒီကောင်လေးရွေးလို့ရတယ်ဘောနော်ဆိုတော့ okay ဒီကောင်ကပြီးရင် now test task ကိုလည်းအဲ့လိုပဲ animation ကိုတောင်းမယ် entrance ကိုတောင်းမယ်သူ့ကိုတော့ slide add လုပ်ပေးလိုက်မယ်ပြီးရင် duration ကိုတော့ကိုကမြန်ချင်းဟိုကခုနကဟာ1000 ms ထားထားတယ်တော့ဒီကောင်900ပဲထားလိုက်မယ် delay ကိုကြတော့ဟိုထားပါတော့1000လောက်ထားလိုက်မယ် okay ပြီးလို့ရှိရင်ဒီကောင် animation only once animate only one ထားလိုက်မယ် okay အဲ့လို save ချလိုက်မယ် save ပြီးတော့ဟိုဘက် front မှာတစ်ချက်တောင်းကြည့်မယ်โอเค ဒီမှာဆိုသူက fake နဲ့ပေါ်လာတယ်သူကောင်ဒီကောင်က slide app နဲ့ပေါ်တယ် delay ကပေးထားခဲ့တဲ့ delay အတိုင်းသူထွက်လာရယ်ပေါ့နော် okay အဲဆိုရင်ဒီကောင်က entrance animation အကြောင်းပါပြီးတော့နောက် session တစ်ခုထပ်သွားမယ် okay session တစ်ခုဒီမှာလဲခုနက heading နဲ့အာဒီ task ကို copy ကိုပြန်ထည့်လိုက်ပါပေါ့နော် control c control v နဲ့ထည့်လိုက်လို့ရတယ်ပြီးတော့ဒီ session ကိုလဲအာခုနကလိုမျိုးပေါ့နော်အာ height ကို size တစ်ချက်အာထားအဲ့ခါကြလို့ရှိရင်နောက်တစ်ခုကလေသူဒီမှာအသုံးဝင်တဲ့ဟာ copy paste လုပ်လို့ရတဲ့ဟာပေါ့နော်အဒီမှာကို copy ကိုပြီးတော့ဒီမှာ paste design paste setting ဆိုပြီးတော့ setting နဲ့ design တွေ copy ကိုထည့်လိုက်ရင်ဒီပုံစံအတိုင်းကိုထည့်တူရတယ်နှစ်ခါလုံးနေပြန်လို့ပေါ့နော် okay ဒီမှာကိုထည့်တူရပြီးသွားပြီဆိုပေမဲ့ဒီ background ကိုတော့ကိုကဒီမှာ double အာ color ထည့်ထားတယ်ဒါပေမဲ့ကိုကဒီမှာအာ gradient ထည့်မယ်ပေါ့နော် ီမှာဆိုရင် color ကိုဘာကအရာကိုကဲနောက်ထပ်တခြားအရာအရာထက်ချင်းဒီအလဲကောင်းလေးအပေါင်းလက္ခဏာလေးနဲ့သွားလို့ရတယ်ပြီးတော့ shift key ကိုနှိပ်လို့ရှိရင်အဲ့ဒါပြန်ဖြတ်လို့ရတယ်ပေါ့နော်ဟောဒီနေ့မှာတခြားအရာတစ်ခုထပ်ထည့်ကြည့်လိုက်မယ်ကဲအစင်းအောင်လေးနည်းနည်းတောက်ပြလိုက်โอเคဒါကတော့မြင်သာအောင်ပေါ့နော်မြင်သာအောင်လို့အရာ၃ရောင် ထည့်ထားလိုက်မယ်ပေါ့နော်။ Okay ဒီမှာ scrolling animation ပေါ့နော်။တူကကြောင့် scroll ဆွဲတဲ့အခါကျရင်သွားတဲ့ပုံစံမျိုးပေါ့နော်။ Okay ကိုက scrolling animation မှာ scroll ဆွဲရတဲ့ကို horizon နဲ့ယူချင်တယ်ပေါ့နော်။ Okay ဆိုရင် start middle end ကိုကိုကြိုက်တာကိုလိုသလားရွှေ့မယ်ပြီးတော့ဒီကောင်လေးကိုလည်း scrolling မှာပဲ start middle end ကိုတို့တော့ဒီဘက်လိုပြောင်းပြန်ပါတော့เนาะဒီအားလေးကို ခွင့်ဒီလိုမျိုးရွှေ့ပေးလိုက်မယ်โอเคအဲဆိုရင် front view မှာတစ်ချက်ကြည့်ကြည့်လိုက်မယ်โอเคဒါဆိုရင် scroll ဆွဲရတဲ့သူကဒီအပေါ်ဟာကတော့တစ်ဖက်ကိုရွှေ့နေပြီးတော့အောက်ဘက်ဟာကျတော့ right ကနေ left ကိုရွှေ့မယ်ပေါ့နော် โอเคဒါကတော့ horizon နဲ့ရွေးတာအဲ့လိုပဲကိုက vertical နဲ့ရွေးလို့ရတယ်ပြီးတော့ဒီ rotating တို့ scale တို့အာအဲ့လိုမျိုးဟာလေးလုပ်လို့ရရပါတော့အဲ့တော့ဒီ scale အာ animation ရွှေ့တဲ့ဟာလေးကိုဆက်ပြီးတော့လုပ်ပြပေးသွားပါမယ်အဲ့ဒီ scale ကကြတော့များတဲ့အဖြစ်အဓာတ်ပုံတွေဗီဒီယိုတွေလုပ်တယ်ဆိုလို့ရှိရင်တော်တော်ကြည့်ကောင်းတယ်ပေါ့နော်အဲအဲ့တော့တစ်ချက်ဗီဒီယိုတစ်ချက်လောက်တော့လုပ်ကြည့်ပေးပါမယ် โอเคဒီမှာသူ default ပေါ့နော်ဗီဒီယိုတခုရှိတယ်အဲ့တော့ဒီကောင်ကို animation ကိုသွားမယ် scrolling သွားမယ် enable ပြီး scale ကိုသွားမယ်နော် scale ကိုဆက်ဆခြင်းမှာဒီလောက်ထားဆက်ဆခြင်းမှာအာအာ1.2လောက်ထားမယ်1.2လောက်ပြီးရင်အလယ်လောက်မှာ1.5လောက်ပြီးရင်2လောက် အဲ့ဆိုရင်ဆက်စားခြင်းမှာ0.5ဒါလာမယ်တဖြည်းဖြည်းတက်မယ်โอเคဒီနောက်မှာ spacing လေးနည်းနည်းလေးထည့်ထားပေးလိုက်မယ်ဒီ test နဲ့ video ကြားမှာ spacing နည်းနည်းထည့်မယ်ဆိုတော့ spacing ကို100လောက်ပေါ့နော်ထည့်လိုက်မယ်ပြီးတော့ session high ကိုလည်းဖယ်လိုက်မယ်။ Okay. ရအောင်။ဇောဒီဗီဒီယိုကဒီလိုလေးတက်လာမယ်။ပြီးရင်နည်းနည်းလေးပို့ပြီး smooth ဖြစ်သွားအောင်ဒီကောင်လေးကို scale လေးအာ advanced ထဲမှာ Okay. Okay. နည်းနည်းဒီလိုလေးအဲ့တော့ front ဘိုင်းမှာတစ်ချက်သွားကြည့်မယ်။ Okay ဒါဆက်ခရိုးဆွဲလိုက်တာနဲ့တော့ဒီလိုမျိုးလေးကြီးသွားမှာပေါ့နော် Okay ဒီမှာဆိုရင် front view မှာဆိုရင် video လေးကဒီလိုမျိုး scale ဖြစ်သွားတာပေါ့နော်ဒီလိုမျိုးလုပ်လို့ရမယ် Okay ဒါ animation နောက်တစ်ခုကကြတော့ဒီမှာပေါ့နော် background ကို gradient တစ်ခုထည့်ကြည့်လိုက်မှာပေါ့နော် gradient ထည့်နေရမှာလဲကိုကြိုက်တဲ့အရာကိုကြိုက်သလောက်ထပ်တူပြီးတော့ထည့်လို့ရတယ် ဲ့တော့မြင်သာပါအောင်ဒီကောင်ကိုစိမ့်ထည့်လိုက်ဒီကောင်လေးကိုအပြားထည့်လိုက်ပါတော့ okay ဒီမှာ gradient ရှိပြီပေါ့နော် gradient ရှိပြီဆိုတော့ဒီမှာလဲ gradient animation ထည့်လို့ရတယ်သူလဲဒီမှာ scale ပေါ့နော်ပြီးရင်ဒီမှာ speed ရွေးလို့ရတယ်ဆိုတော့ဒီကောင်လေးကိုတစ်ချက်ကြည့်ကြည့်လိုက်မယ်โอเคဒီမှာဆိုလို့ရှိရင်ဒါအာ gradient ကသူ့အနေနဲ့သူ animation လေးသွားနေတာပေါ့နော်ဒီ speed တို့အာဘာလို့ကကြတော့ကိုလိုလိုချင်တယ်လို့ချိန်လို့ရတယ်ပေါ့နော် okay နောက်ထပ် animation တစ်ခုကတော့ scrolling မှာဒီဘလာပေါ့နော်ဒီဘလာလည်းအဆင်ပြေတယ်ဒီကောင်လေးဆိုလို့ရှိရင် okay final time ဒီကောင်တစ်စဲနောက် time အဲ့တော့ဒီကောင်ကဆက်ဆက်နေတက်လာခြင်းမှာဝါပြီးတော့ပြမယ်ဆိုဒီအလယ်လောက်မှာပဲ ရက်လိုက်ပေါ့နော်ဘော်တုံကနေအလဲလောက်အထိမှဝါပြီးတော့အလဲကောင်လောက်မှဒီဟာ0လောက်ပြန်မယ်ပေါ့နော်ဆိုတော့ဝါမယ်โอเคအလဲကောင်လေးမှကြည့်သွားမယ်ဒါကတော့ blind animation နောက်ပြီးတော့ဒီ rotate ပေါ့နော် rotate လဲလုံးလို့ရမယ်โอเคဒါဆိုလို့ရှိရင်စတက်လာမယ်ပြီးရင်တက်မယ်ကိုကဒီနားလေးပဲ ိုတိန်လုံးစီချင်တယ်ဆိုရင်စတက်မယ်တဲဖြစ်သွားမယ်โอเคဒါကတော့ rotating animation ပေါ့เนาะအဲ့တော့ဒီ opacity တို့ဒီ vertical location စသဖြင့်အဲ့ဟာနဲ့လည်းကစားပြီးတော့မှဒီကိုယ့်ရဲ့ website လေးကိုပို့ပြီးတော့ကြွားသွားပေါ့เนาะဟိုကြည့်လိုက်ရင်ပြင်းစရာမကောင်းမဲနဲ့ဆွဲဆောင်မှုရှိတဲ့ website လေးဖန်တီးလို့ရပါတယ်โอเคဒါကတော့ animation အကြောင်းပါ